ဘာဖျားရဲ့လက်တော်အဖြစ်ဇီယာကြည်လက်ကိုအယိုးနဲ့ပြီးတော့ခြိုက်အလယ်၌ထားပြီးလင်ထိုအယိုးကိုတို့ပလဲရှောက်သွားစီတော်မူပါတယ်။ဘုရားရှင်ရဲ့မိသီမှာအချင်းလူသားဒီအယိုးတွေအသက်ရှင်နိုင်ပါမလား။ဇီယာကြည်လက်ကကိုရောတည်တော်မူပါတယ်လို့ပြန်ပြပါတယ်။ဇီယာကြည်လက်ကိုဘုရားသခင်ကပရောဖက်ပြုခိုင်းသီမှာအိုးသွေးချောက်တော်အယိုးတို့နားထောင်ကြလော့။ထွားဘုရားတည်တင်တို့အထဲသူအသက်ကိုသွင်း၍တင်တို့အသက်ရှင်ကြမည်။ အကျောတွေကိုတင်းပြီးအသားကိုတက်စီနေအရင်နဲ့ဖွင့်လွှမ်းပြီးအသက်ကိုသွင်းသဖြင့်သင်တို့အသက်ရှင်ရထားပြဖြစ်ကြောင်းသိရကြလိမ့်မယ်ဒီလို prophet ပြချင်မှာပင်အသံမီချင်းလှူရှာချင်းရှစ်လာကအယိုးတွေဟာတစ်ခုအနည်းတို့တစ်ခုချင်းကြတယ်ဇီယာကျေလက်ကြည်လိုက်တဲ့အခါမှာတော့အကျောတွေဟာပေါ်လာပြီးအသားတက်လာတယ်အရင်လဲဖွင့်လွှမ်းလာတယ်ဒါပေမဲ့အသက်မရှိကြသေးပါထာဝရဘုရားကအရက် လေးမျက်နှာတို့မှလာပြီးဒီအသေးကောင်းတွေအသက်ရှင်နေကြအောင်ရေအားဖြင့်ပရိုဖက်ပြုခိုင်းရာလေးဒီအသေးကောင်းအထက်တို့ဝင်းတက်အသက်ရှင်ကြပြီးအလွန်များပြတော့ဘူးချစ်အဖြစ်မတည့်ရက်နဲ့နေကြတယ်။ဘုရားရှင်ကပြောတယ်မှာဒီအယိုးစုတွေဒီဣတိယလူမျိုးများဖြစ်ကြပြီးသူတို့အယိုးတွေတွေ့ချပြီးမျောလင့်ချက်မရှိ ဆုံးရှုံးကြပြီးဆိုတတ်ကြတယ်။ဒါပေမဲ့ဘုရားသခင်ကဣတိယဒီတို့ တဖန်သင်ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း ဲ့ဒီချင်းကြားရင်ထားပြဖြစ်ကြောင့်သူတို့အတိမပြကြမှာဖြစ်ပါတယ်။ထားပြသည်ပြောသည့်အတိုင်းပြည့်စုံကြောင်းကို၎င်းဣတိယလူတွေဟာသိကြပါမယ်။မျောလင်းချက်မဲ့သောသူတွေအတွက်ခွန်အားဖြစ်ပါစေ။အာမင်။